ုံဖုံဖေဟာဒီတော့အမေကတနေ့တနေ့ဆိုဆဲဆိုနေတာပါပဲအမေဆိုတော့ပြန်မပြောရဘူးငရဲကြီးမကလည်းစိုးလို့ပါတရားလေးဟောပြပါအမေကိုပြပြပါမယ်ဖေဟာဆိုပြီးတော့ဝန်တည်းဆိုတဲ့အကောင့်ပိုင်ရှင်ကကြက်တိုက်တဲ့ဖေဖေဆိုတဲ့ပြောဆိုမှုရဲ့အောက်မှာစာလီရေးပို့ထားတယ်ဘယ်လိုကြောင့်ပဲဖြစ်ဖြစ် ဘယ်လိုပဲဆဲဆဲပြန်မပြောရဘူးနော်ဒေါသနဲ့ပြန်မပြောသင့်ဘူးဆိုတာကတော့ပထမဆုံးပြောချင်ပါတယ်သို့တော်လဲဘယ်လိုပုံစံနဲ့မှပြန်မပြောသင့်ဘူးလားဆိုရင်တော့လဲအဲ့လိုမဟုတ်ပါဘူးအကြောင်းတင်တဲ့အခါအခြေအနေအချိန်အခါနဲ့ညီညွတ်တဲ့အခါဒီမှာတော့လဲမိဘကိုပြောပြရမှာပါပဲမိဘကို အဆင့်အမြင့်ဆုံးလို့ဆိုရမယ်ကျေးဇူးဆန်နီးတွေထဲမှာသီလတရားမရှိတဲ့သီလပျက်စီးနေတဲ့မိဘကို သီလတရားတွေရှိလာအောင် သီလတွေနဲ့ပြည့်စုံလာအောင် ပြုလုပ်ပေးနိုင်ခြင်းဟာအကောင်ဆုံးမိဘကျေးဇူးဆန်နီးလို့ဆိုထားတာတွေ့ရတယ်။ဒါကြောင့်မိဘတွေမကောင်းနေတာကို ကောင်းလာအောင် ပြောပြရပါမယ်။သို့တော်လေဒေါသနဲ့မပြောမိပါစေနဲ့။ အော်ဟစ်ပြောဆိုတာမျိုးတွေမလုံမိပါစေနဲ့လို့ရှေးဥစွာပြောခြင်းပါတယ်။ဟိုးတော့ငါဗာရဏဗီပြည်မှာဖရာလောင်းမင်းလို့အုပ်ချုပ်တဲ့အခါဖရာလောင်းရဲ့မိခင်ဖြစ်သူဟာအလွန်အင်မတန်နှုတ်ကြမ်းရှာကြမ်းနဲ့ပြောဆိုနေခဲ့တယ်။ဘရင်မေတော်ဆိုတော့ဘသူမှလည်းမကြောက်ရတော့အလွန်ဆိုးနေမှာပေါ့။အဲ့ဒါလို့မိခင်ဖြစ်သူကနှုတ်ကြမ်းရှာကြမ်းနဲ့ ြောဆိုနေထိုင်တာကိုသားဖြစ်သူဖရာလောင်းကဘယ်လိုပြုပြင်ရပါမလဲဘယ်လိုလုပ်ရပါမလဲလို့အမြဲတမ်းကြံစီစဉ်းစားနေခဲ့တယ်။ငါဘရင်ပဲတားမြစ်ရင်ရရမှာပေါ်ဆိုတဲ့မကောင်းတဲ့မှားယွန်းတဲ့စိတ်ကူးမျိုးလဲမထားပဲနဲ့အခြေအနေအချိန်အခါကောင်းကိုသာစောင့်နေခဲ့တယ်။ဒီနေ့မှာတော့မင်းကြီးဟာနောက်လိုက်အချွေရန်နေရော မေတော်ရောအပါဝင်ပေါ်ဥယျင်ကိုထွက်တော်မူခဲ့တယ်။အဲ့ဒါလိုဥယျင်ကိုထွက်လာတဲ့အခါလမ်းမှာတစ်တေရူးငှက်တကောင်ရဲ့အော်မီသားဟာဆူဆူဝါဝါအော်ပြီးတော့လိုက်ပါနေခဲ့တယ်။နောက်လိုက်နောက်ပါအချွေရံဒီအားလုံးက နားတွေကိုလက်နဲ့ပေးပြီးတော့စိတ်မချမသာဖြစ်ကုန်ကြတာပေါ့။အော်မြင်နေတဲ့အပေါ်ကတစ်တေရူးကိုကြည့်လိုက်မကြည့်တဲ့မကြိုက်တဲ့အကြည့်လေးနဲ့ကြည့်လိုက် ခဲနေပေါက်လိုက်ဒုံနေပြစ်လိုက်ခြောက်လိုက်မောင်းလိုက်နဲ့အားလုံးနဲ့စိတ်ဆင်းရဲကိုယ်ဆင်းရဲဖြစ်နေခဲ့ကြတယ်ဒါကိုသားတော်ရောနှုတ်ကြမ်းရှာကြမ်းနဲ့မိခင်ရောညင်းနေတာပါပဲဒီလိုနဲ့ဥယင်ကိုရောက်သွားတဲ့အခါမှာတော့ဥယင်ထဲမှာရှိတဲ့အင်းညင်းပင်ပေါ်ကနေအုတ်အော်အုတ်အော်ဆိုတဲ့အလွန်ပါရာခြုံမြတဲ့အုတ်အော်ငှက်တကောင်ရဲ့တွန်ကျူးဆံကိုကြားချရပြန်တယ် အဒီအခါမှာတော့လေနောက်လိုက်နောက်ပါအချွေရန်ဒီအားလုံးကအုတ်အောငှက်သန်းလေးကိုနားစွန်းပြီးတော့နေကြတယ်။ပါရလိုက်တာလွမ်းလိုက်တာအလွန်နားထောင်လို့ကောင်းတဲ့အတန်လေးပဲနဲ့အားလုံးကအင်ဂျင်ပုံကအုတ်အောငှက်လေးကိုမော့ကြည့်ချစ်ချင်းတွေနဲ့ကြည်နေကြတယ်။ဒါကိုလေသားတော်ရောမိခင်မှာမြင်းနေကြတာပါပဲ။ဒီအော်အငှက်ကလေးပြန်သွားမှာကိုတောင်လူတွေက မလူလောကြဘူးဆိုတာတွေ့မြင်နေကြတယ်။အဲ့ဒါလို့မြင်ကွန်း200လုံးကို မြင်တွေ့လက်ရတဲ့မင်းကြီးဟာနှုတ်ကြားရှာကြတဲ့မိခင်ကို အချက်တွေ့လာပြီလို့မြင်ခဲ့တယ်။ဒီတော့မိခင်ကိုရုပ်ဆင်းလှလို့အတန်သားစေကမူနှုတ်ကြားရှာကြအပြောကြားအဆူကြားဆိုရင်လူအများက မချစ်ခင်ကြဘူးအမေလို့စပြီးတော့ပြောဆိုခဲ့တယ်။လူအများက မမြတ်လို့ကြဘူးနော်အမေခုဥယျာဉ်ထဲရောက်လို့ခုကြားနေရတဲ့အုပ်ဩဇာန်လေးကตายရတော့အုပ်ဩဟာရုပ်မချောပေမဲ့လူအများက အားလုံးမော့ကြည့်ပြီးတော့နားထောင်ပြီးတော့နေကြတယ်အမေအမေလူတိုင်းလူတိုင်းဟာအတန်ချူအပြောချူနှုတ်ချူတာကိုကြိုက်ကြတယ်လူအများနားထောင်စေခြင်းနဲ့ချစ်ခင်စေခြင်းနဲ့ဆိုရင်အတန်လေးตายရပြီးတော့အပြောချူနှုတ်ချူဖို့အရေးကြီးတယ်နော်အမေ သားတို့လမ်းမှာတွေ့ခဲ့တဲ့တစ်တီတူကြတော့လူတွေကနားတွေကိုပိတ်ပြီးတော့ခဲနဲ့လဲထုကြတယ်။မောင်းလေထုတ်ကြတယ်။မကြိုက်တဲ့အကြည့်တွေနဲ့လဲကြည့်ကြတယ်နော်။တစ်တီတူထိုးရင်လမ်းမကောင်းဘူးဆိုပြီးတော့လူတွေကယူဆရတဲ့အထိမကောင်းတာပဲအမေ။ဒီအဖြစ်ပြက်ကလေးနှစ်ခုကိုသားတော့နှိုင်းရှင်ကြည့်ပြီးတော့နေထိုင်ကျင်သုံးမဲ့အမေဆိုပြီးတော့မိခင်ကို ပြောဆိုခဲ့တယ်။ မိခင်အဲ့လိုနေပါလို့တောင်းပြောခဲ့တာမျိုးမဟုတ်ပဲသားတော်အဲ့လိုနေမယ်လို့ပြောဆိုခဲ့တယ်မိခင်ဟာလည်းပြုပြင်လိုက်တာနောက်ဆုံးတော့နှုတ်ချိုတဲ့မိခင်ဖြစ်သွားတယ်လို့ဇတ်တော်မှာဆိုထားတယ်ဒါကြောင့်မိခင်ကို ပြောပြခြင်းတဲ့အခါကိုရက်ကိုရွာကိုအနာမှာရှိနေတဲ့နှုတ်ကြမ်းသူနှုတ်ချိုသူတွေရဲ့လက်တွေ့ဘဝတွေကို မြင်အောင် ပြပြီးလဲပြောနိုင်ပါတယ် တကယ်တော့လေငညိုလို့ခေါ်လဲခေါ်တာပါပဲဥညိုလို့ခေါ်လဲခေါ်တာပါပဲခေါ်တာချင်းအတူတူ လူမုံမဲ့ခေါ်ဆိုမှုမျိုးကိုရှောင်းကျင်းပြီးတော့လူချစ်မဲ့ခေါ်ဆိုမှုမျိုးနဲ့ခေါ်တာဟာကိုယ့်ကိုလည်းမစင်ကြဲစေဘူးဝန်းကျင်ကလည်းကိုယ့်ကိုချစ်လာစေမယ်မဟုတ်လားအော်ဟစ်ပြောဆိုပြီးတော့ကြမ်းကြမ်းတမ်းတမ်းပြောဆိုခြင်းဟာကိုယ့်ကိုလည်းအော်ဟစ်ရလို့ပြင်ပန်းစေတယ် ဝန်းကျင်ကလည်းကိုယ့်ကိုမုန်းစေတယ်မဟုတ်လားဒီလူကြီးကအာကျဲပါကျဲနေဆိုပြီးတော့ပြောတတ်ကြတာတွေတွေ့ရတတ်ပါတယ်နောက်ဆုံးတစ်ခုပြောခဲ့ချင်တာကတော့ကလေးဘဝကလေးကဒီပုံစံနဲ့ပဲပြောဆိုလာခဲ့တာ နေထိုင်လာခဲ့တာဆိုရင်လေအဲ့ဒီအလေးအထားကြီးကခိုင်မာနေပြီစွဲနေပြီဆိုရင် လွယ်လွယ်နဲ့တော့ပျောက်သွားဖို့ခက်ပါတယ်သို့တော်လေအလေးအထားအစ်စ်လုံမဲ့လေ့ကျင့်မဲ့ဆိုရင်တော့လေ မရဘူးမရှိပါဘူးဒါကိုလည်းနားလည်ထားရပါမယ်ကြံ့ညာဌာနပြောဆိုခြင်းရဲ့ဆိုးကျိုးအပြစ်တွေကိုမြင်ပြီးတော့ဆင်ញင်နာမျိုးလှုပ်လာမယ်ဆိုရင်တော့လေကောင်းလာမှာပါ သို့တော်လေချက်ချင်းတခါတည်းဖြစ်နိုင်ဖို့ခက်ခဲတယ်ဆိုတာကိုတော့နားလည်ပြီးမိခင်အပေါ်စိတ်ရှည်တီးခံပြီးတော့ပြုပြင်ပါလို့ပြောကြရင်းနဲ့ဏီကုံချုပ်ချင်ပါတယ်အာလုံးအာလုံး သီလလို့ခေါ်တဲ့အလေးအကျင့်ကောင်းများကိုတည်ဆောက်နိုင်သူများဖြစ်ကြပါစေလို့ဆန္ဒပြုရင်းဤကုန်းချုပ်လိုက်ပါတယ်။